ားလုံးပဲမင်္ဂလာပါရှင်။နာပြည့်ညချန်နယ်ကနေပြိသက်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့မိတွေးမကောင်းမှုကြောင့်ဂုံစိမ့်မရောရပေ၊လူစိမ့်ရောင်းခဲ့ရပြီးငွေတထောင်အတွက်နဲ့ဘဝပြတ်သွားတဲ့ကောင်မလေးဆိုတဲ့ပညာပေးဖြစ်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်။ဟုတ်ကဲ့ဟိုကတော့ စပယ်နှစ်ခုမှာနမအပေါင်းချူခြင်းနဲ့ညာဥကဘာပြူခြင်းကို မစီမဆိုင်လို့ပြောကြပေမဲ့ယခုရာစုနှစ်များမှာဆက်သွယ်ရေးလမ်းကြောင်းကလျှက်စီးခဲ့သူလှင်မြန်လွန်တော့ကဘာမြောက်ချမ်းအစွန်ဆုံးရှိဆွီဒင်နိုင်ငံမှာစက်ယုံအလုံသမားများတပိတ်မောက်ချင်းကအရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးကိုကမောက်ကမဖြစ်စေနိုင်တဲ့အထိခိုက်ခံရဘူးတဲ့ထို့သူဖြစ်ရသည်မှာဆွီဒင်နိုင်ငံစက်ကူစက်ယုံတပိတ်မောက်မှုကြောင့် ဝေယူရန်စာချုပ်ချုပ်ထားတဲ့ BNN နိုင်ငံမှာ အချိန်မီစက်ကူများရောက်မလာတဲ့အခါပြည်တွင်းစက်ကူစည်းကငါးစမကတက်ခဲရဘူးလေယခုကျွန်တော်ရေးသားမယ့်အပြင်ကတာလာထောင်ထဲကတပြေမဇလန်းမှလေထိုနည်းတူလို့ဆိုရပါမယ်တကယ်တော့ထောင်ပြင်ရောက်သွားတဲ့တာလာနဲ့ထောင်ထဲမှာရှိနေတဲ့အကျဉ်သမားတပြေမတို့မှပြဿနာပတ်သက်ခဲ့ပူကြပေမဲ့တဦးနဲ့တဦးတီးခဲ့ကြဘူးသူများမဟုတ်ပါဘူးသူတို့အကြောင်းသိထားသူတဦးသာရှိပါရဲ့ ထို့သူကတော့ကျွန်တော်ထောင်မှုဦးစိုးပိုင်ဖြစ်ပါရည်ဖြစ်ရပုံမှာတပတ်စာများအလုံးရှုပ်ခဲ့ကြရည်ထောင်ကြဆောင် အမှန်ကရေဘက်ဆောင်ထောင်မှုဦးခိုင်စိုးနဲ့ကျွန်တော်ထောင်မှုဦးပိုင်စိုးတို့မှတင်းင်းလာနေကြမှအလုံးပြည့်ပြတ်သွားကြတော့ဟင်းချနိုင်ခဲ့ပါရည်ထိုတင်းင်းလာနေမွန်လွဲပိုင်းမှာဘဟုအကျဉ်းထောင်မှရွေးချယ်ပြီးခဲ့တဲ့အကျဉ်းသား300ကို လော်လီကားကြီး9စီးနဲ့ရဲစခန်းအသီးသီးကိုပို့လွှတ်နိုင်ခဲ့ပါရည် လော်လီကားကြီးတစ်စီးပြီးတစ်စီးအကျဉ်ထောင်ရှိကနေ မောင်းထွက်သွားတာကိုစောင့်ကြည့်နေရတဲ့ကျွန်တော်တို့ထောင်မှုနှစ်ယောက်ကိုအကျဉ်သားများကလက်ပြနှုတ်ဆက်သွားကြရတယ်။ဆရာဦးပိုင်စုကျွန်တော်တော့ပါပြီ။ဘယ်တော့မှပြန်မတွေ့ရပါဘူးဆရာ။နှုတ်ဆက်စကားတန်ကြောင်းကျွန်တော်လှမ်းကြည့်တဲ့အခါတတိယလော်ဘီကားပေါ်မှာကပိုင်းနိုင်အကျဉ်သားတာလာဖြစ်နေတယ်။ အေးကောင်းတာပေါ့ကွာလို့ကျွန်တော်ကပြန်ပြောလိုက်ရပြီမေသူနဲ့ပတ်သက်ပြီးကျွန်တော်မှမှတ်မိစရာလေးများကြံရည်ခဲ့တယ်။အီတလီကကပိုင်းနိုင်တွေဟာဘလောက်လှင်တယ်လဲဆိုရင်ဝိထားရဲမိမရဲ့အတွင်းခံကိုတော့ရအောင်ယူရစရာ ਈ သူတို့လောက်တော့ကျွန်တော်တို့ကအပြော့ပေါ့။တာလာကပြောခဲ့ဘူးဒီကျွန်တော်ဆိုရင်လေလက်ဆွဲချင်းအောက်ဆုံးမှထားတဲ့ငွေတထောင်ကိုအိမ်ထွေမပြတ်နှက်ယူခဲ့တာဒါကြည့်တော့တာလာပြောခဲ့ဘူးဒီစကားများပါ။ ူကကြောက်စရာအကောင်ဆုံး NDA ကောင်မှန်ထိုနေ့နောက်ပိုင်းကျမှတိတိပါပါကျွန်တော်သိလိုက်ရသည်တနင်္လာနေ့များကဗဟုအချင်းထောင်မှာအမျိုးသမီးအဆောင်ရဲ့တန်းစီနေများဖြစ်ကြရတယ်။ထို့သူတန်းစီစစ်ဆေးတဲ့ခါတိုင်းဒုတိယထောင်ပိုင်းဦးမျိုးဟန်က ကျွန်တော်ကိုခေါ်သွားလို့ရှိတဲ့တဲ့။တွက်လက်စွာဆောင်ရွက်တတ်တဲ့ကျွန်တော်ကိုသဘောကျယုံတာမဟုတ်။တိုးတိုးတိုင်မင်ပေါ်ရှာတော့လက်ဆွဲတော်အဖြစ်နဲ့သဘောထားရကြောင်းဦးမျိုးဟန်က မကြာခဏထုတ်ဖော်ပြောကြားဘူးတဲ့။ ယနေ့တနင်္လာနေ့တန်းစီစစ်ဆေးရမယ့်ကိစ္စနဲ့အစည်းအဝေးတစ်ခုရှိနေတော့သူမလိုက်နိုင်ကြောင်းဦးမျိုးဟန်ကဖွင့်ပြော၏ဥပိုင်စိုးခမရပဲသွားတော့ဗျာတန်းစီစစ်ဆေးရမယ့်ကိစ္စကိုတော့အဆောင်မှုဒေါခင်မြကျွယ်နဲ့ဒေါတင့်တင်တန်းတို့လောက်ကြပါလိမ့်မယ်ခမရကတော့ထောင်ပိုင်ကြံရက်ပေးဖို့ကိစ္စကိုသာဆောင်ရွက်ခဲ့ပါကျွန်တော်ကအစည်းအဝေးကပြန်လာရင်တက်ဆင့်စစ်ဆေးပြီးတော့လက်မှတ်ထိုးပေးမယ်ခမရဘက်ကအသိဖြစ်စေခြင်းနေဗျာထောင်ပိုင်ကြံရက်ဆိုတာက ထောင်ကနေလို့ရန်သုံးလေးရက်မြသာလိုတော့တဲ့အကျဉ်းသားကိုထောင်ပိုင်ကဂယုနာတက်ပြီးနေရမျိုးသုံးရက်မျိုးကိုရှော့ပေးလိုက်ခြင်းကိုဆိုလိုတဲ့ထိုကန်စားခွင့်ကိုရလိုက်တဲ့အကျဉ်းသားကနောက်တစ်ပတ်ကူးဆရာမလို့ပဲမနှက်ပြန်တပတ်ဆိုသလိုထောင်ကနေလွတ်သွားကြရတဲ့ထိုအခွင့်အရေးကိုအကျဉ်းသားတိုင်းအလိုရှိတောင်းတကြရီထိုတာဝန်ကိုတန်းဆောင်ရန်ကျွန်တော်အမျိုးသမီးထောင်ကြဆောင်ကိုမွန်လွဲ၂နာရီမှရောက်ခဲ့တယ် အဆောင်မှုများကဂျိုတင်တရင်ရထားတဲ့အတိုင်းဆောင်ရွက်ပြီးကြပြီကျွန်တော်ကိုထောင်ပိုင်ကြံရက်အတွက်ဗုဒ္ဓိုက်ပြီးတဲ့ချောင်းပုံစံများကိုတပွဲပေါ်မှာအတင်ထားပြီးလေဖြစ်တဲ့ချောင်းပုံစံစာရွက်များကိုဖတ်ရှုရင်ကရကရှင်အကျဉ်းသူများကိုခေါ်တွေ့တယ်စုစုပေါင်း၈ဦးခုနှစ်ဦးမှာထောင်ပိုင်ကြံရက်၃ရက်ပေးလိုက်ရုံနဲ့ယခုပတ်အတွင်းမှာလွတ်နိုင်တဲ့ကြံတယောက်ဂျိုတယောက်ကတော့တပြေမဖြစ်တဲ့သူ့ရဲ့လွတ်ရက်မှာလာမယ့်တနင်္လာနေ့ဖြစ်တဲ့ ယနေ့တနင်္လာနေ့ဖြစ်တော့9ရက်မြလိုသေးတယ်။သို့တော်လည်းစနေတနင်္ဂနွေနှုတ်ဆက်လိုက်ရင်တပြေမကလည်းယခုပတ်အတွင်းမှာလွတ်နိုင်နေ။ဒါပေမဲ့ထောင်ပိုင်အနေနဲ့ငားရက်ကြီးမြောက်လျှော့ရက်ပေးပါမလား။ထောင်ထဲရောက်ပါမှထောင်တာဝန်ကိုပေပေနေနေကြီးသိလာရတဲ့ကျွန်တော်လိုထောင်မှုတအူးတဲ့ရဲ့ဇန္နအရာကိုပြောရရင်အချင်းသူအချင်းသားများနဲ့နေစဉ်တွေ့ရရှက်တင်နေထိုင်လာခဲ့ဒီမှာနေရှိလာများကြပြီဖြစ်တော့စိတ်ကုန်ချင်းချင်းဖြစ်နေပါပြီ။ ဒါကြောင့်သူတို့လည်းမြန်မြန်လို့ကျွန်တော်လည်းတာဝန်မရှိတဲ့အဖြစ်မျိုးသာရောက်စေခြင်းနဲ့ဒီလိုရှော့ရက်များများပေးနိုင်ရေးအတွက်ကျွန်တော်ကထောင်ပိုင်ကိုကြဲကြဲပြန့်ပြန့်တင်ပြရပါတယ်။ထို့သူတင်ပြနိုင်ရန်အတွက်ကရက်ကရှင်ကိုလည်းဂါကနာနာတိထားပါမှာဖြစ်မယ်။ဒီလိုနဲ့တပြေမနဲ့ကျွန်တော်အင်တာဗျူးလေးဖြစ်လာခဲ့တယ်။တပြေမမှာ ရှီလာမှာ အသက်20များသာညိုတဲ့အသားကလွဲပြီးတန်ဆွမ်းပြေဖြိုးတဲ့ကိုဟန်ရှိတယ်။မျက်နှာဝိုင်းပြီးဖောင်းဤတယ်။ လုံးဝနမောက်တဲ့မျက်လုံးတစုံကိုပိုင်ဆိုင်ထားရီသူ့ရဲ့ပုံမမှာတုံတိဖြစ်၍မိမကောင်တယောက်မဟုတ်တီမာတော့တည်ကြရီတပွဲရှိမှာပုံစံကြကြရက်နေတဲ့သူ့ရဲ့အတွင်ကိုမြင်နေရရင်ကျွန်တော်မှနှမျောစိတ်မကောင်းဖြစ်ရရီမင်းအတွက်ပေးရမယ်ထောင်ပိုင်ကျန်ရဲ့ငါးရက်ကြီးများတောင်ဆိုတော့ငါထောင်ပိုင်ကိုတင်ပြရမှာခက်နေတယ်တပြေမကျွန်တော်ကရှင်းပြလိုက်ရတယ်ရအောင်ပြောပြပါလားဇရာထောင်မှုရေကျမလေး တရက်လေးတောင်မှမနေချင်ပါဘူး။သူ့အတန်းကတောင်တောင်ရင်ရင်တိမ်တိမ်ဝင်ဝင်။မင်းရဲ့အတွက်အပြင်လောကကထောင်ထက်ပဲလုံခြုံလို့လား။အဲ့ဒါကတော့တမျိုးပေါ်စရာကြီး။ကျမထောင်ကပဲလွတ်ချင်တာပါ။ဘာကြောင့်။ကျွန်တော်အမေကိုတပြေမှမဖြေနိုင်ပါ။ဇဝေဇဝါပြူတူပြဲတဲနေပြန်ကြည့်နေတယ်။ကဲထိုင်မောင်း။ကျွန်တော်ကခွင့်ပြုလိုက်မှာဇပွဲရဲ့မျက်နှာချင်းဆိုင်ရှိ ကလေးထိုင်မှာဝင်ထိုင်နေတယ်။ အမေပု္ပ္စာကိုမဖြေနိုင်တဲ့အကြောင်းသူလို့မျက်နာကိုအောက်ငုံထားရိဟဲ့တပြေမကောင်းကောင်းပြန်ပြောဒီထောင်မှုကစာရီဝိထုတွေရင်းနေတဲ့စာရေးဆရာဟဲ့နင်အကြောင်းတွေကိုပြောပြလိုက်ပါလားကျွန်တော်စပွဲညာဘက်ထိတ်နှားရှိကလေးထိုင်မှာရှင်ထိုင်ရင်တစ်ချိန်လုံးတိတ်ဆိတ်နေပြီးအကဲခတ်ကြီးရှုနေတဲ့အဆောင်မှုလေးဖြစ်ထောင်မှုလေးဖြစ်တဲ့ဒေါခင်မြကျွဲကတပြေမကိုလှမ်းပြောလိုက်တဲ့အိမတပြေမရဲ့အကြီးကဒေါခင်မြကျွဲစီရောက်လာတဲ့ သူ့ရဲ့မျက်လုံးတို့ကမျောလင်းချက်နဲ့ရှွမ်းစိုတောက်ပနေပါလေဟုတ်လားဇာလို့လဲမိကျွန်တော်ကခေါင်းငိမ့်ပြပြီးမှဒုကလူတွေအကြောင်းဆိုရင် စိတ်ဝင်စားတာပဲလူကိုလူလိုသိပြီးစာနာစိတ်မွေးလာနိုင်လိမ့်မလားဆိုတဲ့မျောလင်းချက်နဲ့စာတွေရေးနေတာပဲမင်းလဲလူပဲလေပြောပြမယ်ဆိုရင်တော့နားထောင်ကျင်တဲ့တပြေမကျမသာဝိထုရေးတဲ့ရင် ကိုတွေ့ဇလန်းတွေကိုရေးပြခြင်းလိုက်တာစီရတကယ်ပါ ဒီဘဝရောက်ရတာကိုမရှက်ပါဘူးဘလို့ကြောင့်ရောက်လာရတယ်ဆိုတာကလူတိုင်းသိအပ်တဲ့ကိစ္စပါသူ့ရဲ့အသွင်ကစောစောကလိုမဟုတ်တော့တက်တက်ကြွကြရှိလာတယ်ရင်ဖွင့်ချင်လွန်နေတယ်ဆိုပါဦးလူရင်တူရှင်ပေါ့ကျွန်တော်ကလိုလိုမဲမဲတတိပေးတိတိုင်အောင်တပြေမက သူ့အကြောင်းသူပြောလိုက်ဒီမှာနိုင်ဝတ်တို့ကြာသွားတယ် ခရီးရေလို့အလင်မပြက်ပြောနေတယ်လို့နားထောင်နေရသူ ကျွန်တော်တို့မှလည်းရင်ထဲလိုက်ဖို့အလေပြောင်းခံစားနေရတဲ့သူပြောပုံအရာမိခင်သေးသွားတော့ဖခင်ကနောက်မင်းမှယူတဲ့မိရွေးကဆိုးတဲ့ငါးတန်းမြအောင်နေရတဲ့တပြေမမကျောင်းကထွက်ပြီးကုံစင်းရောင်းရတဲ့သူအဖေကတနေကုံတနေကံရန်ကုန်နဲ့တလားကို ကရော့လီခတ်ရတဲ့မိရွေးကဘာမှမလုပ်ဘဲအိမ်မှာထိုင်းစားတဲ့ဖဲရိုက်တဲ့ ထမင်းချက်ဟင်းချက်တောင်မလုပ်ပါဈေးပိမပြန်လာတဲ့တပြေမကချက်ပြုတ်ပြင်းစင်ရရိရောင်းသမျငွေအကုန်အပ်ရရိဒီနေ့မှာတော့အပြိုပေါ်လေးတပြေမကရန်ကုန်ဘကန်းကူပြီးကုံချောင်းဝယ်ရိအီမာမီတွေးဖြစ်သူက သူ့အကျွေးငွေတထောင်ကိုတောင်းခိုင်းတော့ဝင်းယူခဲ့ရရိကုံဝယ်ပြီးအပြန်မှာငွေတထောင်ထုပ်ကို လက်ဆွဲချင်းအောက်ဆုံးမှာထားပြီးအပေါ်ကကုံချောင်းတွေအုပ်ပြီးထဲရိဘက်စကားစီရိ ခရီးသည်များနဲ့ကြက်ကြက်တဲတဲဖြစ်နေစဉ်လူရွယ်တဦးကထိုင်ကုန်နေရတော့မပြီးသူချင်းကိုဂင်ပေးမယ်ဆိုပြီးလှမ်းယူရိဒီအတွက်တပြေမကျေးဇူးတင်လိုက်တာနမတိုင်အရောက်မှာတော့ဒူလူငယ်ကဆင်းတော့မှဖြစ်တော့တပြေမကိုနေရပေးတယ်တပြေမကဆက်စီတယ်ပန်ဆိုရန်ဒလစိတ်ကန်းရောက်တော့မှမိမိဆွေးချင်းအောက်ခံကိုဓာတ်နဲ့ဖြတ်ထားကြောင်သိရတယ်စစ်စေးကြည့်တော့ငွေတထောင်မရှိတော့တပြေမခေါင်းမီးတောက်ရပြီဘာလို့ရမှန်းမသိတော့ အိမ်ပြန်လို့လည်းမဖြစ်မိတွေးရဲ့မျက်နှာကိုမြင်ရောက်ပြီးကိုကိုကိုတက်သေးချင်းစိတ်ပေါက်လာတယ်။နောက်ဆုံးတော့မရှက်နိုင်အပြိုရွယ်လေးဖြစ်ပေမဲ့မျက်ရည်ကိုအဖော်ပြုပြီးငိုကြီးချမ်းမငိုချပြလိုက်တဲ့ခဏအကြာမှာကဲတင်ရှင်ပေါ်လာတယ်။သူမိတွေးနဲ့ဖေးရိုက်ဖို့ရိုက်ဖက်အတော်ကြီးဖြစ်တဲ့အကျိုးကြောင့်မေးလာ၍တပေမပြောပြတဲ့အခါဒါလေးများလို့ဆိုပြီးကြောက်ကုန်းကိုခေါ်သွားတယ်။အတန်းနဲ့လူလုံးချင်းနဲ့တပြေမအရှက်ကုန်ခဲ့ရပြီး ထိုနေ့ညအိမ်ပြန်ရောက်တော့တပေမငွေ2200ရပြီးအတော်ကြီးကရှိရချက်ခေါင်းပုံဖျက်ရသွားရီထိုမထိုမတပေမကုံစိမ့်မရောက်ရပေလူစိမ့်ရောက်ဖြစ်သွားရီအကွက်ချနှိမ်နှင်းရေးနဲ့တွေ့တော့မှတပေမထောင်ထဲကိုရောက်ရရီအဖေကအီးများသာခုနေများစရာရဲ့အဲ့ဒီတုန်းကနှိုက်ခဲ့တဲ့ကပိုင်းနှိုက်ကိုများတွေ့ခဲ့ရင်လားအစိမ့်လိုက်ဝါစာလိုက်ခြင်းနဲ့ကျမဒီဘဝရောက်တာသူ့ကြောင့်ဆရာရဲ့သူ့ကြောင့် တပြေမပြောပြသည်မနားထောင်ရတဲ့ကျွန်တော်တို့မှာစိတ်မကောင်းဖြစ်ုံမှအပါဘာမှမတတ်နိုင်ခဲ့ပါကျွန်တော်အတွေ့ကတော့ယနေ့စောစောပိုင်းကရဲဘက်စကန်ကို ပြောင်းသွားပြီးဖြစ်တဲ့သားလာကို ပြေးမြင်ရောက်တယ်လို့သူပြောခဲ့တယ်ကျွန်တော်ဆိုရင်လက်ဆွဲချင်းအောက်ဆုံးမှထားတဲ့ငွေတထောင်ကိုအင်ထွေမပြတ်နှံ့ယူခဲ့တာသာကြည့်ရောထို့သူဆိုတဲ့စကားကိုလည်းကြားရောက်မိလိုက်သေးတယ် ကျွန်တော်အမျိုးသမီးထောင်ကပြန်ထွက်ခဲ့ပြီးထောင်ပိုင်ထံဝင်ရန်အသွားမှာတပြေမနှင့်ပတ်သက်ပြီးအကြောင်းဆောင်တင်ပြရန်စိတ်ကူးထားရီအကယ်၍များထောင်ပိုင်ကဒီကလေးမလေးမျိုးဟာထောင်ထဲမှာတရက်နေလဲရရင်တရက်သူတို့အတွက်မလုံခြုံဘူးလားဗျာလို့မေးခဲ့ရင် ကျွန်တော်ကဘာပြန်ပြောရမှန်းသိတော့မှာမဟုတ်ပါစာရေးသူဇာကြီးကိုလေဂျေဇူးတင်ပါရီဟုတ်ကဲ့နောက်ထပ်တစ်ပုတ်အနေနဲ့ မဲမဲကြီးလားဆိုတဲ့ဇလန်းလေးကိုလည်းဆက်လက်တင်ဆက်ချင်ပါတယ်ရှင်။ဩကာသလောကကြီးထဲမှာ30တပုံရှိတယ်။နှူးပုံ2ပုံ၊နက်ပြီ6ထက်၊ပြမပုံ20အပယ်4ပုံစုစုပေါင်း30တပုံဖြစ်တယ်။30တပုံထဲမှာလူအမျိုးမျိုးစိတ်အထွေထွေနတ်အမျိုးမျိုးစိတ်အထွေထွေမြမအမျိုးမျိုးစိတ်အထွေထွေအပေပုံသားအမျိုးမျိုး စိတ်အထွေထွေကွဲပြားခြားနားနေကြတယ်ထိုရုပ်တွေစိတ်တွေက ထူးထူးပြပြအစမ်းတကျယ်လေးရှိကြတယ်။လောကကြီးကစင်စစ်စမ်းကျယ်တယ်။ကျွန်ုပ်ရဲ့ငယ်တငယ်ချင်းများထဲမှာအောင်မင်းကအချစ်ဆုံးတငယ်ချင်းတစ်ယောက်ဖြစ်ခဲ့တယ်။သူကကံအားရော်စွာသမီးမင်းကလေးကြီးပဲ၅ယောက်မွေးကြတယ်။ထိုမင်းကလေး၅ယောက်ထဲမှာအငယ်ဆုံးသမီးလေးထွေးထွေးကိစ္စကိုတနေ့တော့ဖွင့်ပြောပြတယ်။အငယ်ဆုံးမပေါ်ကွာညညာထထာဩနေလို့သူ့ကြောင့်အေးအေးပြက်ရတဲ့ညတွေများပြီ။လူလဲမျက်ကွင်းလက်တနိုင်ဖြစ်နေပြီလေကြည်ပါဦး။ အောင်မင်းရဲ့စကားကြောင့်သူမျက်နာကိုလန့်ကြည့်မိတယ်။သူပြောတဲ့အတိုင်းမျက်တွင်လက်တနိုင်နေဖြစ်တယ်။ကျွန်ုပ်စိတ်ထဲမှာမကောင်းဖြစ်သွားရည်။ဘာတွေဖြစ်လို့ထထာအော်ရတာလဲ။ဒီလိုကွာညညသူ့ချင်းအောင်နှဘေးမှာမဲမဲကြီးရောက်ရောက်လာတယ်တဲ့။ခဏနေရင်အဲ့ဒီမဲမဲကြီးဟာသူ့ချင်းအောင်ကိုလှမ်းပြီးတော့ဝင်တော့တာပဲတဲ့။အဲ့ဒီခါမှာသူ့လန့်ပြီးတော့ထထာအော်တာ။အမလေးလှုပ်ကြပါအောင်နဲ့။ဘာနဲ့ညာနဲ့စုံးနေတာပဲ။ အောင်မင်းကစိတ်ပြက်လေးတန်းနဲ့ပြောပြရီအဲ့ဒီတော့မင်းတို့ကသူ့ကိုဘာလုပ်သေးလဲဒီလိုပဲပေါ့တက်တက်လောက်မှတ်တက်လောက်တော့မမ်းမုတ်လုံးရတာပေါ့အခုဆိုရင်သူ့တယောက်တည်းမအိတ်ရဲတော့လို့အမေနဲ့အဖေကြားမှာအိတ်နေရတယ်ဒါတော့တစ်ခါတစ်ခါထပြီးတော့လန့်နေသေးတာကျွန်ုပ်ကခေါင်းတငိမ့်ငိမ့်လှုပ်တယ်ဘဲစရာရင်းနဲ့တိုင်ပင်ကုသကြည့်သေးလေအောင်မင်းကခေါင်းကိုတက်တက်ခါရမ်းနေဘဲစရာရီစီမှမရောက်သေးပါဘူးကွာမင်းစီပဲအရင်လာတာ ကို့လူမစိုးကို့တငယ်ချင်းကိုတရိယာပေါ်ရာသားပဲကို့တငယ်ချင်းဂမ်ဘီယာဇာကြီးကိုဘဲမေ့ထားလို့ရမှာလေကွာကောင်းပြီလေအစဉ်ပြေတဲ့တနေ့မနက်ပိုင်းစနေနေ့မကြောခင် ရောင်းလာခဲ့ကွာကျွန်ုပ်တို့ဂမ်ဘီယာအယူဆမှာ အချိန်ကာက အရေးကြီးတယ်ညတကောင်စနေနေ့မှာနေခင်စနေနေ့အထီကိုအတဲချိန်လို့ခေါ်ကြပြီးနေခင်စနေနေ့မှာညတကောင်စနေနေ့အချိန်ကိုအကြချိန်လို့ခေါ်ကြတယ် အတက်ချိန်မှာဟောပြောကူတာတွေအလုပ်ကိုလောက်ရသည်မှာအကောင်းဆုံးဖြစ်ပြီးအကြချိန်ကိုတတ်နိုင်သလောက်ရှောင်ကြရီသူဖြစ်၍ကျွန်ုပ်က နေခင်း၁၂နှစ်မကျော်ခင်အရောက်လာကြရန်ချင်းဆိုလိုက်တဲ့အငယ်ဆုံးအထွေးဆုံးသမီးမို့ထွေးထွေးလိုအမိပေးထားသလိုထွေးထွေးကတေးသေးညံ့ညံ့ကလေးဖြစ်တဲ့တေးရညံ့ရတဲ့အထဲမှာအေးရပြက်အစားပြက်ဖြစ်နေတော့မြက်တွင်းချောင်ကလေးများနဲ့ပယိုးတွေပါပေါ်နေပြီ။ကဲသမီးလေးဥကိုပြောစမ်းမအောင်ကွယ် မင်းဒီရက်တွေအတွင်းမှာဘာတွေမှစိတ်ညစ်စရာကြုံခဲ့ရသလဲကျွန်ုပ်ကထွေးထွေးရဲ့မျက်မှောက်နှစ်ခုကြားကိုစူးစိုက်ကြည့်ရင်မိကွန်ထုတ်လိုက်တဲ့ထွေးထွေးကတစုံတရာကိုတစ်ချက်တွေ့ကနေစဉ်းစားပြီးနောက်မတိမတာကလေးရှက်ပြုံးပြုံးနေဥကိုရှက်စရာမလိုဘူးနော်တမီးမင်းကိုကူစားပေးမယ်ဆရာအဖြစ်ရောဥယင်သားချင်းတယောက်အနေနဲ့ပါယုံယုံကြည်ကြည်နဲ့တမီးခံစားခဲ့ရတာတွေပြောစရာရှိတာတွေကိုပွင့်ပွင့်လင်းလင်းပြောပြပါ တမိညာညာအိတ်မပြောဘူးအိတ်ပြောမင်းလှုပ်တဲ့ကချင်းအောင်ဘေးမှာမဲမဲကြီးရောက်နေတာပြီးတော့သူကချင်းအောင်နဲ့ကိုအတင်းဝင်လာမလို့လှုပ်တယ်တရေလိုလိုလူလိုလိုပဲဥရဲ့ဟုတ်ပါပြီဒီအကြောင်းကိုတော့မင်းရဲ့အဖေပြောပြလို့ဥသိထားပြီးပါပြီအခုဥသိချင်နေတာကအသက်လိုမဲမဲကြီးညာဘက်ညာဘက်ရောက်ရောက်မလာခင်တမိဘာစိတ်ညစ်စရာကြီးကြုံခဲ့ရတယ်လဲဆိုတာမေးတာကွဒါလားဒါလို့ပြောလိုက်ပြီးနောက် ထွထွေကပြောတဲ့မပြောတဲ့ကိုစဉ်းစားနေပြန်နေပြောစရာရှိတာကိုရင်းရင်းနှီးနှီးပြောပါသမီးရဲ့ကျွန်ုပ်ကထပ်မံတိုက်တွန်းလိုက်မှ လေးတန်တိုးတိုးနဲ့ပြောလာ रे ပြောရမယ်ဆိုရင်တော့သမီးမှချစ်သူကြီးစာရှိခဲ့ဘူးပါ रे ဦးရဲ့ဟုတ်ပြီ ဆက်ပြောပါ သူကသမီးအပေါ်မှာတစ္ဆာဖောက်ပြီးနောက်တစ်ယောက်နဲ့တွဲသွားလို့သမီးတော်တော်စိတ်ညစ်ခဲ့ရပါ रे ညညလည်းအိတ်မပြောခဲ့ဘူးဟုတ်ပြီဟုတ်ပြီသမီးရပြီ ဦးဒီလောက်သိရရင်တော့ပါပြီ။အရေးကြီးတာကညညမှာတမိရဲ့ချင်းအောင်နာကိုရောက်ရောက်လာတဲ့မဲမဲကြီးကိုဒီညကစပြီးရောက်မလာအောင်ဦးကအမိန်ပေးပြီးနှင်ထုတ်ပေးတော့မှာပါ။တကယ်လားဦး။တကယ်ပေါ့တမိရဲ့။ကဲတမိကဖះရှင်မှာငါးပါးတီလာခံလိုက်ပါအောင်။တီလာခံတတ်တယ်မဟုတ်လား။ခံတတ်ပါရဲ့ဦး။ ဒီလိုနဲ့ကျွန်ုပ်ကထွေထွေကိုငါးပါးတီလာခံခိုင်းပြီးနောက်ဘဝဆက်ဆက်ကျင်းလေခဲ့သမျှကာလပတ်လုံးအနန္တငါးပါးနဲ့ဝိနေယတတဝါတို့ကိုကာယကံဝစီကံမနောကံကံသုံးပါးတို့နဲ့မိမိပြင်းမာမိခဲ့ပါက ခွင်းလွတ်ရန်နဲ့မိမိပေါ်မှာကြံပုပ်ကိုများကကံသုံးပါးနဲ့ပြင်းမာခဲ့ဘူးပါကလေမိမိကခွင်းလွတ်ကြောင်းကံကြွေးချခိုင်းရပြန်နေထို့နောက်သူကိုစိတ်စိတ်ဆူဆူကြည့်ပြီး ဒီနေ့ကစပြီးမဲမဲတရဝါကြီးငါသမီးစီကိုရောက်မလာနေတော့ဒီကနေ့ကစပြီးထွထွရစားကောင်းတောက်ကောင်းအဲ့လိုကောင်းလာစီရမယ်ထိုတို့အကြံပေးစကားအမိန်ပေးစကားများပြောလိုက်ရတယ်ထိုစကားများပြောနေစဉ်မှာယုံကြည်စိတ်အပြေထပြီးပြောကြလိုက်ခြင်းဖြစ်တာကြောင့်ထွထွကလည်းယုံယုံကြည်ကြည်နဲ့အားတက်တဲ့ရောအခြေအနေမျိုးဖြစ်သွားတယ်သူ့ရဲ့မျက်လုံးများကမျောလင့်ကိုးစားမှုကြောင့်အယောင်တလက်လက်ဖြစ်သွားကြတယ်ဒီညကစပြီးတော့ သမီးစီကိုမမဲကြီးမလာတော့ဘူးပေါ့နော်ဦး။တေးကြတယ်လုံးဝမလာစေရဘူး။ဥတုကိုနှင်ထုတ်လိုက်ပြီ။ဒုနောက်တော့ထွေထွေကိုစွစုပေါင်း၅ချိန်ခန့်တွေးဆောင်အကြံပေးမှုများလုပ်ရရီ။ဘယ်နဲ့လဲအောင်မင်းမောင်ရဲ့သမီးရဲ့အခြေအနေ။ Okay ပဲတငယ်ချင်းမင်းစီလာပြီးကလေးကညညမဲမဲကြီးရောက်လာတဲ့အတန်မကြားရတော့ဘူး။ငါတို့နဲ့အိယာခွဲအိတာလဲအေးစေးပဲ။သူအိတ်လို့ကောင်စားလို့ကောင်ဖြစ်နေပြီကွာ။မင်းကိုကျေးဇူးတင်ပါတယ်ကွာ။ မောင်ရဲ့သမီးအရွယ်ကအပြိုပေါ်ဝင်စားအရွယ်မဟုတ်လားအဲ့ဒီချိန်မှာစိတ်ကစားပြီးရီးစားထားခဲ့တယ်ရီးစားနဲ့မမျှော်လင့်ပဲလမ်းခွဲခဲ့ရတယ်အဲ့ဒီမှာစိတ်အားငယ်စိတ်တွေဝင်လာပြီးတောင်ရင်မြောက်ရင်တောင်ထင်မြောက်ထင်တွေဖြစ်ခဲ့တာပဲတကယ်တော့မဲမဲကြီးဆိုတာတကယ်မဟုတ်ဘူးပေါ့ဟုတ်လားอืมသူစိတ်ထဲမှာတော့တကယ်ဝင်လာတယ်အောက်မေ့တာပေါ့ကွာသွေးလေခြောက်ချနေခဲ့တာကိုတင့်ရော်တဲ့သွေးစေးတိုက်ပေးလိုက်တာလေကောင်းတဲ့အချက်ပဲ အဓိကအချက်ကတော့ယရဏာ၃ပါအနန္ဒ၅ပါကိုယုံယုံကြည်ကြည်နဲ့နေစဉ်ဝိပုစည်းကတ်တတ်အောင်အကျင့်လုပ်ပေးရမယ်။အနန္ဒ၅ပါကိုနင်းညမပြတ်စည်းကတ်ကိုးကွယ်တတ်သူတွေဟာအာကိုအာထာအစင်မှန်ရှိတဲ့အတွက်စိတ်ချောက်ချားမှုစိတ်ကစင်ကလေးအဖြစ်မှုတွေရှိခဲတယ်ကွာ။ဟုတ်ပါပြီကွာ။သူကိုနေစဉ်အနန္ဒ၅ပါရှိခိုးဖို့ဂုံတော်ရွတ်ဖို့လေအကျင့်လုပ်ပေးထားပါရဲ့။အကောင်းဆုံးပဲ။လောကကြီးကစင်စစ်စမ်းကြယ်တယ် လူစိတ်ကပူပြီးတော့စံကြယ်တယ်။စာရေးသူဇေဟာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရရှင်။